ထွန်းမှုစီစဉ်စတင်မှာတော့မေဒီကနေ့မှာတင်ဆက်မဲ့သတင်းတွေကတော့ထိုင်းနိုင်ငံကက်ဆနဘူရီမှာတရားမဝင်မြန်မာနိုင်ငံသား၁၂ဦးဖမ်းဆီးခံရပြီးအော်တိုဘားလာအတွင်းမြန်မာနိုင်ငံသား900ဦးဖမ်းဆီးခံရတဲ့သတင်းရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာလေပြေးလန်းပြင်ဆင်မှုများပြုလုပ်ခြင်းကြောင့်လေဆိပ်အားအော်တိုဘားလာ29ရက်နေ့မှစတင်ပြီးည7နာရီမှမနေ့6နာရီထိအားကြီးပိတ်ထားတဲ့သတင်းတဝဲမြို့ ဝဲကျွန်ထိန်လေရက်ကွက်ရေးလမ်းမှာမီးလောင်မှုဖြစ်ပွားခဲ့ရမှနေနှလုံးမီးလောင်ဆုံးရှုံးနေတဲ့။ VN မှာစံချိန်တင်မိုးရွာသွန်းမှုကြောင့်လူဆယ်ဦးသေဆုံးနေတဲ့။လီဝန်ဒော့စကီကိုအာမိုရီအလိုရှိနေပေမဲ့ဆာဂျီရက်ကလစ်တားမြစ်တဲ့တဲ့အစားရှိတဲ့များကိုတင်ဆက်မှာပါ။ဥဇော်ဒရိုင်းတဲ့ပုံအနေနဲ့ထိုင်းနိုင်ငံကန်ဆန်နပူရီမှာတရားမဝင်မြန်မာနိုင်ငံသား၁၂ဦးဖမ်းဆီးခံရပြီး အော်တိုဘားလအတွင်းမြန်မာနိုင်ငံသား၇ဦးခန့်ဖမ်းဆီးခံရတဲ့တဲ့ကိုတင်ဆက်ပါမယ်။ ထိုင်းနိုင်ငံကချင်တပူဒီမှာတရားမဝင်မြန်မာနိုင်ငံသားစနက်ဦးဖမ်းဆီးခံရပြီးအော်တိုဘားလာအတွင်မြန်မာနိုင်ငံသား900ဦးခန့်ဖမ်းဆီးခံရပြီးဖြစ်ကြောင်း Migrant တိုင်းသတင်းစာမျက်နှာမှာဖော်ပြထားချက်အရာသိရပါတယ်အော်တိုဘားလ29ရက်ကထိုင်းနိုင်ငံကန်စတပူရီမြို့မှာစားရစာရမပြနိုင်တဲ့မြန်မာနိုင်ငံသား၁၂ဦးအားကာတစီတွင်တွေ့ရှိတဲ့အတွက်ဖမ်းဆီးခဲ့ကြောင်းထိုင်းမီဒီယာများမှဖော်ပြခဲ့ပါသည်။ ကန်ဆန်နပူရီထောင်မခန့်ရက်ကွက်မြေထားလမ်းဆောင်မှာရဲတပ်ဖွဲ့ကဟော်နာဂျက်စကာတစီအားစစ်ဆေးရာကားအတွင်းမှာမြန်မာနိုင်ငံသား12ဦးကိုတွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ကားမောင်းနေသူမှာလည်းမြန်မာနိုင်ငံသားဖြစ်ပြီးမြန်မာနိုင်ငံသား12ဦးအားတအူးလျင်ဘန်းငွေ2000နှုန်းနဲ့ ရာချာပူရီပြည်နယ်ဘန်းပုံမြို့နယ်သို့ပို့ဆောင်ရန်ထွက်ခွာလာကြောင်းသိရပါသည်။လွန်ခဲ့တဲ့9ရက်ခန့်ကလည်းမြန်မာလုံသား9ဦးကိုတရားမဝင်တရားပို့ဆောင်ခဲ့ပြီးယခုချိန်ဟာဒုတိယချိန်ဖြစ်ကြောင်းအသုံးပြုတဲ့ကားမှာတငယ်ချင်းထံမှငှားလာခြင်းဖြစ်ကြောင်းသတင်းကဖော်ပြပါသည်။မြန်မာနိုင်ငံသားများဟာဖျားသုံးစုမှတစ်ဆင့်ထိုင်းနိုင်ငံသို့နယ်စပ်လမ်းကြောင်းမှဝင်ရောက်ခဲ့ပြီးရာချာပူရီသို့ရောက်ရန်အော် ရာချာပူရီတို့တွားရောက်ရန်ကားစီလာခြင်းဖြစ်ကြောင်းလက်ရှိမှာမြန်မာစစ်နက်ဦးအားဥပဒေအရအေးအေးယူရန်ကက်ချနပူရီရဲစခန်းသို့ပို့ဆောင်ထားကြောင်းသိရပါသည်။ထိုင်းသတင်းများတွင်ဖော်ပြချက်အရအော်တိုဝါလာ၁ရက်မှအော်တိုဝါလာ29ရက်ထိနေဆက်မှခိုးဝင်ရောက်တဲ့မြန်မာနိုင်ငံသား9ရောက်ထက်မနည်းဖမ်းဆီးခြင်းခံခဲ့ရကြောင်းဖော်ပြထားပါသည်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာလေရင်ပြေးလန့်ပြေးစင်မှုများပြုလုပ်ခြင်းကြောင့်လေဆိပ်အားအော်တိုဘားလ29ရက်နေ့မှစပြီးည7နာရီမှနနက်6နာရီထိယာယီပိတ်ထားတဲ့သတင်းကိုတင်ဆက်ပါမယ်။ရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်မှာလေရင်ပြေးလန့်ပြေးစင်မှုများပြုလုပ်ခြင်းကြောင့်လေဆိပ်အားအော်တိုဘားလ29ရက်နေ့မှစပြီးည7နာရီမှနနက်6နာရီထိယာယီပိတ်ထားကြောင်းမြန်မာပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း MAI မှသိရပါဗျာ။ အဲ့လိုပေးထားမှဖြစ်ပြီး MEI က၎င်းတို့ပြေးဆွဲပေးနေတဲ့ခီးစင်များရဲ့ခီးစင်အခြေအသင့်များအားပြန်လည်ကြေညာခဲ့ပါတယ်။ရန်ကုန်ပြည်ပဆိုင်ရာလေဆိပ်မှာဒီရင်ပြေးလန်းပြင်ဆင်မှုများပြုလုပ်မှာဖြစ်ပြီး2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှ2026ခုနှစ်ဇန်နဝါရီလ1ရက်နေ့အထိပြည်ပဆိုင်ရာလေကြောင်း MEI မှခီးစင်ချို့ကိုပြောင်းလဲထားကြောင်း ပြပြနေစဉ်ကာလအတွင်းလေးစိအားညတကောင်ရန်12နာရီမှမနက်6နာရီအထိပိတ်သိမ်းထားမှာဖြစ်ကြောင်းခီးတယ်များအနေနဲ့မိမိတို့ဝယ်ယူထားတဲ့ခီးစဉ်များအတွက်အသည့်ထက်မှန်ပြောင်းလဲထားတဲ့ခီးစဉ်အချိန်များကိုလေးမထွက်ခွာမီပြက်လဲစစ်ဆေးကြရန်နှင့် transit ခီးစဉ်များအတွက်အခြားလိုအပ်တဲ့စီစဉ်မှုများပြုလုပ်ပေးထားပါရန်တိုက်တွန်းကြောင်း MMI ကကြေညာထားပါသည်။တဝယ်မြို့ဝဲစုံထိန်လေရက်ွက်ရေးလမ်းမှာမိလောင်မှုဖြစ်ပွားခဲ့ရမှနေနှလုံးမိလောင်ဆုံးရှုံးတဲ့တဲ့ရင်ကိုတင်ဆက်ပါမယ်။ တဝဲမျိုးဝဲကျုံးထိန်လေရက်ွက် ရေးလမ်းမှာမိလောင်မှုဖြစ်ပွားခဲ့ရမှနေနှလုံးမိလောင်ဆော့ရှော့ခဲ့ကြောင်းဒေသခံများရဲ့ပြောကြားချက်များအရသိရပါဗျာ။အော်တိုဝါလ29ရက်နေ့မိုးလက်တ ਾਈ 30မိနစ်ဝင်းကျင်အချိန်ခန့်ကအဆိုပါတဝဲမြို့ဝဲကျွန်းထိန်လေရက်ွက်ရေးလန်းနေဦးကျော်စိုးစို့သူရဲ့နှစ်ထပ်ပြင်ထောင်နေအိမ်အပေါ်တန်းမှာ firework မီလုံနဲ့ပြည့်စင်မီပူဇော်ထားရမှာအပူလွန်ခဲ့ပြီးမီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့သိရကြောင်းဒေသခံတဦးကပြောကြားပါတယ်။၎င်းကဆက်လက်ပြီးနေပေါ်တန်းမှာကကျမကြီးမကောင်းတဲ့အမျိုးသမီးတဦးရှိနေတာကိုမီးစောက်လောင်ခြင်းပဲရက်ွက်နေပြီးသူတွေကသွားခဲ့ထုတ်လာလို့ဘာမှမဖြစ်လိုက်ဘူး။မီးကနှစ်ထပ်ပြင်တော်အိမ်ကနေအနီးမှာရှိတဲ့တစ်ထပ်ပြင်တော်အိမ်ကိုပါကူးဆက်လောင်ကျွမ်းခဲ့တာပါလို့ပြောကြားပါတယ်။အဲဒီမီးလောင်မှုအားတဝဲခရိုင်နဲ့မြို့နယ်မိသက်အိုးစီးဌာနမှမိသက်ရင်းများနဲ့မိသက်တပ်ဖွဲ့ဝင်များ တနင်္လာရီတိုင်းအရေးပေါ်ကေဆေးရေးနဲ့လူနာတရင်အဖွဲ၊ဇမူတီရီအရေးပေါ်လူနာကူညီတည်ဆောင်ရေးအဖွဲနဲ့မြို့ခံလူမှုကူညီကေဆေးရေးအဖွဲများနဲ့ရဲကွက်နေပြည်သူများဝိုင်းဝန်းငိမ့်တက်ခဲ့ရာမွန်းလနှိုင်းဝန်းကျင်ချိန်ခဲမှာမိငိမ့်သွားခဲ့ကြောင်းဒေသခံလူမှုကူညီကေဆေးရေးအဖွဲများထံမှသိရပါရယ်။မိလာမှုကြောင့်25ပြီ60ပြီတုံမိုးပြင်ထောင်ပြင်ခင်းနှစ်ထပ်နေတလုံးနဲ့15ပြီ15ပြီတုံမိုးတုတ်ကမြေဆိုင်တစ်ထပ်နေတလုံးမိလောင်ပျက်စီးခဲ့ကြောင်းသိရပါရယ်။ ဆက်လက်ပြီးဗီယက်နမ်မှာစံချိန်တင်မိုးရသမှုကြောင့်လူ၁၀ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပါမယ်။ဗီယက်နမ်နိုင်ငံလေပိုင်းမှာရခုတရင်ဘက်အတွင်းစံချိန်တင်မိုးတီးထန်စွာရာသုံးမှုကြောင့်ရေကြီးရေလျှံမှု ဖြစ်ပွားပြီးလူဆယ်ဦးထက်မနည်းသေဆုံးကနေမောင်းတသိန်းကျော်ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ကြောင်းတဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကအော်တိုဘာလ30ရက်နေ့မှာပြောကြားခဲ့ပါသည်။ ။ VNA ရဲ့ကေယိုရန်ပြည်နယ်များမှာအော်တိုဘားလ26ရက်နောက်ပိုင်းမိုးသီးထန်စွာရွာသွန်းမှုဖြစ်ပွားခဲ့ပြီး24နာရီကျော်အတွင်းမိုးရေကြိမ်းဟာ1.8မီတာ၅ဗေ9လက်မအထိစံချိန်တင်ရောက်ရှိခဲ့ပါသည်။လူခဏဦးသေဆုံးခဲ့ပြီးနောက်လူခဏဦးတည်ဆုံးခဲ့ပြီးနောက်ထပ်၅ဦးပြောင်းဆုံးနေကြဝန်ကြီးဌာနရဲ့အစီရင်ခံစာမှာဆိုပါတယ် မြေပြိုမှု150ကျော်ရှိကကောက်ဘဲတည်နယ်စိုက်ပျိုးမြေဟက်တာ2200အေက9400ပျက်စီးခဲ့ပြီးနေအိမ်ပေါင်း33525မိရေလွှမ်းမှုခဲ့တယ်လို့ဆိုပါတယ်အော်တိုဝါလ29ရက်နေ့ခင်းမှာအလဲပိုင်းဟိုကန်ရိုးတဲ့မြို့မှာရေပြန်ကျသွားတာကြောင့်ရေပေးကြောင့်ဘေးလို့ရရွှေပြောင်းခဲ့သူ2000ကျော်ဟာနေအိမ်များစီစတင်ပြန်လည်နေကြပြီဖြစ်ပါတယ်ဒါပေမဲ့အော်တိုဝါလ29ရက်နေ့လေဒါပေမဲ့အော်တိုဝါလ29ရက်နေ့ နေ့လယ်ခင်းအချိန်ထိမိုးသီးထန်စွာဆက်လက်ရာသွန်းနေပြီးရေအားလျှပ်စစ်ရုံတရုံဟာ၎င်းရဲ့ရေလောင်ကန်မှရေများကိုဖောက်ထုတ်ခဲ့ရပါသည် မြင်းများဟာမြင်းရရှန်နဲ့သတိပေးချက်စစ်အထိရောက်ရှိလာတာကြောင့်အလဲပိုင်းဒါနန်းပြည်နယ်မှာ လာမယ့်နှစ်ရက်အထိရေကြီးရေရှမ်းမှုဆက်လက်ကြုံတွေ့နေတယ်လို့တဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနကဆိုပါတယ်။လူသားများကြောင့်ဖြစ်ပေါ်တဲ့ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဟာမုန်တိုင်းများနဲ့ရေကြီးရေရှမ်းမှုများကဲ့သို့ပြင်းထန်ရာသီဥတုပစ္စည်းများကိုပုံမှုဆိုးရွားစေကမကြာခဏဖြစ်ပေါ်စေနေတယ်လို့သိပ္ပံပညာရှင်များကသတိပေးထားပါတယ်။ ဗီယက်နမ်မှာယခုနှစ်ပထမ6လတွင်တဘာဝပြည်နေများအထူးသဖြင့်မုန်တိုင်းများနှင့်မြေပြိုမှုများကြောင့်အသေးပြောက်အရေအတွက်189ဦးရှိပါသည်။ကောက်ဘဲတီးနယ်စိုက်ပျိုးမြေဟက်တာ23000ကျော်ပျက်စီးပြီးဗဟုစင်းအင်းယုံကထုတ်ပြန်ထားပါလွန်ခဲ့တဲ့လနောက်ပိုင်းကဖလပိုင်မှာဘူအာလိုင်းမုန်တိုင်းကြောင့်လူ39ဦးသေဆုံးခဲ့ပြီး လူပေါင်း၄သိန်းခန့်အိုးအိမ်များကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဘူအောင်လိုင်ဟာဗီယက်နမ်နိုင်ငံလေပိုင်းကိုစက်တင်ဘာလ28ရက်နောက်ပိုင်းကဝင်ရောက်တိုက်ခတ်ခဲ့ပြီးမုံတိုင်းကြောင့်၄တိုင်နှုံးဟာတနာ yı လင်မိုင်80နှုံးဖြစ်ခါကုန်းတွင်းပိုင်းဝင်ရောက်တိုက်ခတ်ချိန်7နာရီနီးပါးကြာမြင့်ခဲ့ပါတယ်။အခြားတိုင်ဖုန်းမုံတိုင်းများနဲ့နှိုင်းရှင်းပါကဘူအောင်လိုင်မုံတိုင်းရဲ့ကြာချိန်ဟာအလွန်ရှားပါတယ်လို့ရှေးမိုးလေဝသဆိုင်ရာခန့်မှန်းခြင်းအတွက်အမျိုးသားစံနာရဲ့ကြီးကဲမိုင်ဗန်ခိုင်းကဆိုပါတယ်။ဇန်နဝါရီလမှာအောက်ကလတွင်ဗီယက်နမ်မှာမုံတိုင်းများကြောင့် အပျက်စီးတန်မိုးဟာဒေါ်လာ381တန်းရှိကလွန်ခဲ့တဲ့နှစ်ကာလတူအချိန်ကမုန်တိုင်းများကြောင့်ဆော်ရှော့မှုတန်မိုးရဲ့သုံးစားပုံများနေကြောင်းဗဟိုစီးအင်းယုံကထုတ်ပြန်ထားပါတယ်။ဗီယက်နမ်နိုင်ငံမှာလွန်ခဲ့တဲ့စက်တင်ဘာလကတိုင်ဖွန်းရာကီကြောင့်လူပေါင်းရာချီသေဆုံးခဲ့ပြီးစီးပွားရေးဆော်ရှော့မှုတန်မိုးဒေါ်လာ3.3ဘီလီယံထိရှိပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့လီယွန်ဒေါစကီကိုအာမိုရင်အလိုရှိနေပေမဲ့ဆာဂျရက်ကလစ်တားမြစ်တဲ့သတင်းကိုတင်ဆက်ပါမယ်။မယူသိန်းနှိပြအာမိုရင်က ဘာစီလိုနာတိုက်စစ်မှုလေယုံရော့စကီကိုခေါ်ယူဖို့ဆန္ဒရှိနေပေမယ့်အသင်းရဲ့ပူးတဲ့ပိုင်ရှင်တအူးဖြစ်တဲ့ဆန်ဒီရက်ကလစ်ကတားမြစ်ခဲ့ကြောင်းသတင်းထွက်လာပါတယ်ပေါ်လန်တိုက်စစ်မှုလေယုံဒေါစကီ38နှစ်ဟာလာမယ့်နေရာဒီမှာဘာစီလိုနာသင်းရဲ့စာချုပ်တံတန်းကိုဆောင်တော့မှာဖြစ်ပြီးဘာစီလိုနာသင်းကတံတန်းတိုးလို့ခြင်းမရှိတော့တာကြောင့်ပြောင်းရွှေ့ခြင်းအလုံးနဲ့ခွင့်ယူနိုင်မယ့်ကစားသမားကိုအာမိုရင်ကမျက်စိကျနေခြင်းဖြစ်ကြောင်းသိရပါဗျာ။ ေဝန်ဒေါစကီဟာဘာစီလိုနာအသင်းအတွက်ပြိုင်ပွဲဆုံး156ပွဲမှာ105ဂိုးသွင်းယူပြီးထိတ်တန့်ခြေစွမ်းပြသနေဆဲဖြစ်ပေမဲ့ဘာစီလိုနာအသင်းမှာတပတ်ပေါင်း9သိန်း4000ကျော်ရရှိနေသူဖြစ်တာကြောင့်မြန်မာတဲ့လာစာနှုံထားပြီးခြေရပွဲရှိတဲ့အတွက်ဆာဂျရက်ကလစ်ကတောင်းမြစ်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်လီဝန်ဒေါစကီဟာဒီလအစောပိုင်းမှာတကောက်ကျော်ထရန်ရရှိခဲ့တာကြောင့်ဘာစီလိုနာအသင်းရဲ့ပွဲတချို့ကိုလွှဲချော်ခဲ့ရပြီးမြေအခုလေ့ကျင့်မှုပြုလုပ်နိုင်ပြီဖြစ်ကြောင်းသိရပါတယ် ာဇနာသင်းကလီဝါဒော့စကီနေရာစားထုတ်ဖို့အတွက်မန်စတီတက်စစ်မူဟာလန်အတ္လာတီကိုတက်စစ်မူအေဗာရက်စ်နဲ့ဒေါ်မွန်တက်စစ်မူကီရာဆေးတို့တဲကတူဦးကိုခွေယူဖို့ပြစ်မှတ်ထားနေကြောင်းလည်းသတင်းထွက်နေပါတယ်။11ရက်တည်းရမနက်ခင်းသတင်းများကိုတင်ဆက်ခဲ့တာပါကြီးစုနားဆင်ခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်မင်္ဂလာရှိသော မနက်ခင်းချိန်ခါဖြစ်ကြပါစေရှင်